မင်္ဂလာပါရှင်2025ခုနှစ်အေဘီလာ16ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာကချင်ပြည်နယ်မှာအေဘီလာရဲ့ပုံမှန်ပူချိန်ထက်3ဒီဂရီဆက်စီယက်နဲ့ကယားပြည်နယ်မှာအေဘီလာရဲ့ပုံမှန်ပူချိန်ထက်1ဒီဂရီဆက်စီယက်ပိုခဲ့ပြီးချင်းပြည်နယ် ။ပဲခူးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအေဗီလာရဲ့ပုံမှန်ဘူးချိန်တို့အောင်2ဒီဂရီဆက်စီရဲ့နဲ့စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာအေဗီလာရဲ့ပုံမှန်ဘူးချိန်တို့အောင်3ဒီဂရီဆက်စီရဲ့မှ4ဒီဂရီဆက်စီရဲ့အထိရောနေခဲ့ကရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်အေရဝီတိုင်းဒေသကြီး ကရင်ပြည်နယ် မွေပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာအေဗီလာရဲ့ပုံမှန်ပူချိန်ခံတာရှိခဲ့ပါတယ်။2025ခုနှစ်အေဗီလာ15ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူချတဲ့နေ့ပူချိန်များမှာချောင်းမြို့မှာ39ဒသမ4ဒီဂရီဆက်စီယက်ညောင်လေးပင်မြို့နဲ့ကွန်ကရစ်မြို့တို့မှာ39ဒီဂရီဆက်စီယက်စီအောင်လံမြို့နဲ့မြောက်ဝတီမြို့တို့မှာ38ဒသမ4ဒီဂရီဆက်စီယက်စီရွှေချင်းမြို့မှာ38ဒသမ1ဒီဂရီဆက်စီယက် တောင်ငူလေးချောင်းမိုးလေးကသားနဲ့တောင်တွင်းကြီးမျိုးတို့မှာ38ဒီဂရီဆယ်စီယက်စီနဲ့တာယာဝတီမျိုးနဲ့တိမ်စီယက်မျိုးတို့မှာ39.5ဒီဂရီဆယ်စီယက်စီတို့ဖြစ်ကြပါတယ်။မှတ်သားဖွယ်ဟာမွေးကြေးများမှာမြင့်ငယ်မျိုးမှာ3.33လက်မပသိမ်ကြီးမျိုးမှာ2.9လက်မမန္တလေးမျိုးနဲ့မိထီလာမျိုးတို့မှာ2.63လက်မစီမန္တလေးချင်းဤတာဇံမျိုးနဲ့မှာ2.44လက်မ ကျောက်ဆယ်လွင်ကျော်မှာနှစ်တသမာ၄၃ညလမပြည်ဦးလယ်စည်းပင်ကြီးမှာနှစ်တသမာ၁၆လမစကိုင်းမြို့မှာတစ်တသမာခွင်၃လမကွန်ကရစ်မြို့မှာတစ်တသမာ၅၃ညလမမန္တလေးအောင်မြေသာဆန်မြို့နယ်မှာတစ်တသမာ၃လေးလမနဲ့ညောင်ရွှေမြို့မှာတစ်တသမာ၂၆လမတို့တိုက်ထွာရရှိခဲ့ပါတယ်ဒီနေ့နေ့လေတနအိခွဲချိန်မူလီဝတာကျူရူမှာဖမ်းရရှိတဲ့ပုံအရကပ်ပလီပဲလေပြင် မင်္ဂလာပင်လယ်ော်ရှေ့တောင်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်အထည်တမတင်ထူးထက်နေပြီးကြံမင်္ဂလာပင်လယ်ော်မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့အေယဝီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပြစ်ခြင်း လျှက်စီးလက်ချင်းနဲ့မူသည်ကြွေချင်းစတဲ့မူလဝတ္တဖြစ်စီများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်အင်းတိတိမတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မူလဝတ္တအခြေအနေပြပုံအရမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလေဖျားရောင်းနေနေတာကိုတွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတိတိရှိပါမယ်။လှိုင်းမြန်မာ မြန်မာကန်ရီနာတရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ၄ပြည်မှ9ပြည်ခန့်ရှိနိုင်ပါတယ်။အနောက်ဖြစ်မနက်အထိခမ်းမန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့အေရဝီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်း ၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြားမိုးထစ်ချုံရွာပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေရောနဲ့ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသချင်းဒီခမ်းမန်းချက်မှာတိမ်သည်တည်ဖြစ်တွင်ပြီးမိုးထချုံရည်နေရာကွက်ကြားမိုးရပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးမူချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသချင်းဒီခမ်းမန်းချက်မှာလည်းတိမ်သည်တည်ဖြစ်တွင်ပြီးမိုးထချုံရည်နေရာကွက်ကြားမိုးရပါမယ် အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲတိမ်သည်တည်ဖြစ်တွင်ပြီးမိုးထချိုးရေးနေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ23ဒီဂရီဆက်စီယက် 83ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်အခမ်းအနှံချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမှာနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။ ခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနေတဲ့အချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေရှင်။